ရှေ့လေပိုင်းမှာတင်းမာမှုတွေမြင့်တက်လာရတာကနေအခုဆိုရင်အပြင်းထန်စစ်ပွဲကြီးတစ်ခုဖြစ်ပွားနေပါပြီ။ပြီးခဲ့တဲ့ရက်ပိုင်းတွေကစလို့ Israel ဟာ Iran ကိုဥတီပြီး Operation Rising Lion လို့ခေါ်တဲ့စစ်စင်ရေးကြီးကိုလှုပ်ဆောင်နေပါတယ်။ဒုံးကြီးတွေဘုံးတွေအဆက်မပြတ်ပြစ်ခတ်နေကြပါပြီ။ Israel တိုင်းနိုင်ငံလုံးကိုလည်းအရေးပေါ်အခြေအနေကြီးညာထားပြီးတော့ကျောင်းတွေအလုပ်တွေလည်းအကုန်လုံးပိတ်ထားရပါတယ်။အခုချိန်ထိသေဆုံးသူ248ယောက်ရှိနေပြီလို့သိရပါတယ်။ Iran ဘက်မှာ230ယောက် အစ္စရေးဘက်မှာ18ရောက်တည်ဆုံးခဲ့ပါတယ်။ဒီအခြေအနေကမကြခင် ပိုဆိုးလာနိုင်ပါတယ်။အီရန်ကတော့ပါကစ္စတန်ဟာသူတို့နဲ့အတူအစ္စရေးကိုစန့်ကျင်တိုက်ပွဲဝင်မယ်လို့ပြောဆိုလာခဲ့ပါတယ်။ဒီထက်ပိုပြီးကောင်းကြီးရမယ့်သတင်းတစ်ခုကတော့ပါကစ္စတန်ဟာလိုအပ်ရင်အီရန်အတွက်အစ္စရေးကိုအနုမြူပုံနဲ့တိုက်ခိုက်မယ်လို့ကြေငြာခဲ့တာပါ။အီရန်ဒေါ်လာရဲ့အဆောင်တပ်ဖွဲ့ရဲ့အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ဗိုလ်ချုပ်မိုဆန်ရီဇာယီဟာအစ္စရေးဟာအီရန်ကိုနျူကလ িয়ার နဲ့တိုက်ခိုက်ခဲ့ရင် ပါကစ္စတန်ကသူတို့ရဲ့နျူကလ িয়ার လက်နက်တွေကိုအစ္စရေးကိုတိုက်ခိုက်ဖို့ကမ်းလှမ်းလာတယ်လို့ပြောဆိုခဲ့ပါတယ်။ရီဇာယီဟာအီရန်ရဲ့အမျိုးသားလုံခြုံရေးကောင်စီဝင်လည်းဖြစ်ပါတယ်။အီရန်ဆိုရရုံမြင့်တန်ကြားနဲ့အင်တာဗျူးလုပ်နေတော့မှာရီဇာယီကအစ္စရေးကို တုံ့လှုပ်စရာကောင်းတဲ့သတိပေးချက်တစ်ခုပေးခဲ့ပါတယ်။အစ္စရေးကနျူကလ িয়ার တုံးကြီးတွေသုံးမယ်ဆိုရင်ငါတို့လည်းနျူကလ িয়ার လက်နက်တွေနဲ့ပြန်တိုက်ခိုက်မယ်လို့ပါကစ္စတန်ကငါတို့ကိုပြောထားပြီးသားဆိုတာပါပဲ။ တစ်ဖက်ကလည်းခေါင်းကြီးပိုင်းတွေခွေးပြေးဝက်ပြေးထွက်ပြေးနေရသလိုတစ်ဖက်ကလည်းအိန္ဒိယကငါပါကောင်လဲတိပြီလားဆိုပြီးလောလောလတ်လတ်အပြေခံထားရတာပါရာဇာကြီးကဆက်ပြီးပြောတာကတော့အီရန်မှာ Operation Rising Lion ကြောင့်အီရန်မှာတေဆုံးမှုတွေများခဲ့ပြီးတဲ့နောက်မှာအစ္စရေးကိုစန့်ကျင်ဖို့အစ္စလာမစ်နိုင်ငံတွေစုစည်းညီညွတ်ဖို့ကိုပါတောင်းဆိုခဲ့ပါတယ်အဲ့ဒီအစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်အီရန်ရဲ့စစ်ဘက်နဲ့နျူကလ িয়ার လက်နက်အစီအစဉ်ကအရေးကြီးတဲ့အရာရှိများစွာတေဆုံးခဲ့ရသလို အီရန်ရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်ရေးအစီအစဉ်တွေအတွက်အထူးကြတဲ့နေရာတော်တော်များများလည်းပျက်စီးခဲ့ရပါတယ်။ဒါဟာအီရန်နဲ့အစ္စရေးကြပြည်ပခါမှာအရန်ကြီးမားတဲ့တင်းမာမှုမြင့်တက်လာခြင်းပါပဲ။ပြီးတော့တကယ်သာဆိုရင်ကမ္ဘာကြီးတစ်ခုလုံးနျူကလ িয়ার စစ်ပွဲတွေကိုနှိမ့်ညွတ်သွားနိုင်ပါတယ်။အီရန်ကအခုလိုပြောဆိုဖို့ခိုင်မာတဲ့အကြောင်းရင်းရှိပါတယ်။ Operation Ryzen Lion ကအီရန်နိုင်ငံကိုအကြီးအကျယ်ဖျက်ဆီးနေတာပြင်အီရန်ကအစ္စရေးစီကနေနောက်ထပ်ချိန်ချောင်းမှုတစ်ခုလည်းရရှိထားပါသေးတယ်။ ဒါကနျူကလ িয়ার ချင်းချောင်မှုတော့မဟုတ်ပါဘူး။အစ္စရေးကအီရန်ရဲ့အမြင့်ဆုံးကောင်းဆောင် အလိခမင်းနီကိုမကြခင်ပြစ်မှတ်ထားလာနိုင်တယ်ဆိုတဲ့ချင်းချောင်မှုပါ။ဒီအချိန်မှာမေးတင်တာကစစ်ပွဲဆားတော့မလားဆိုတာမဟုတ်တော့ပါဘူး။စစ်ပွဲကဘယ်လိုပုံစံဆက်ဖြစ်လာမလဲဆိုတာပါပဲ။နိုင်ငံတနိုင်ငံကတခြားနိုင်ငံရဲ့ခေါင်းဆောင်ကိုတတ်မယ်လို့ချိန်ချောက်တယ်ဆိုတာစစ်ပွဲဆဖို့တကယ်ကိုအတီးပေါက်စဉ်းစားနေလို့ပါပဲ။အီရန်ကကြောက်လန့်နေပါဗျ။ ။အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်စစ်ဘက်ယာရှိတွေအများပြားတေဆုံးပြီးနောက်ခါမနီကိုပါဆုံးရှုံးရမယ်ဆိုရင်ဒါဟာအစ္စရေးရဲ့ခေါင်းဖြတ်ဖြူဟာအောင်မြင်သွားတာနဲ့တူပါလိမ့်မယ်။ခေါင်းဖြတ်လိုက်တာနဲ့အီရန်နိုင်ငံကပဋိပက္ခပေါင်းစုံနဲ့ရှုပ်ထွေးမှုတွေနဲ့နစ်မြုပ်သွားမှာပါ။ဘာပဲဖြစ်ဖြစ်ပါကစ္စတန်က Operation Rising Lion ဖြစ်ပွားပြီးနောက်အီရန်ကိုအားပေးကူညီမှုအချို့ပြသခဲ့တာတော့သိကြပါဗျ။ဇွန်လ14ရက်နေ့မှာပါကစ္စတန်ကာဝေးရေးဝန်ကြီးခါဝါဂျာအာဆစ်ဟာသူ့နိုင်ငံရဲ့အမျိုးသားလွှတ်တော်မှာ ။အစ္စလာမ်နိုင်ငံတွေအနေနဲ့အစ္စရေးကိုစန့်ကျင်မှုစီးလုံးညီညွတ်တဲ့လှုပ်ရှားမှုအသစ်တစ်ခုဖန်တီးသင့်တယ်လို့ပြောခဲ့ပါဗျာ။အစ္စရေးဟာအီရန်၊ယီမင်၊ပါလက်စတိုင်းတို့ကိုပြစ်မှတ်ထားတိုက်ခိုက်နေပါတယ်လို့အာဆစ်ကဒေါသတကြီးပြောဆိုခဲ့ပါဗျာ။မွတ်စလင်နိုင်ငံတွေအခုမစီးလုံးမှုဆိုရင်တနိုင်ငံချင်းစီဟာအတူတူပဲကြုံရလိမ့်မယ်လို့လည်းထပ်ဆောင်းပြောကြားခဲ့ပါသေးတယ်။အာဆစ်ကအစ္စလာမ်နိုင်ငံတိုင်းကိုအစ္စရေးနဲ့တန်တမန်ဆက်ဆံရေးဖျက်တောက်ဖို့တိုက်တွန်းခဲ့တယ်လို့အစ္စလာမ်ပြည်ပပေါင်းဆောင်ရည်ရေးဖွဲ့ OIC ကလည်း အစ္စရေးရဲ့ရန်လိုမှုတွေကိုကင်တွယ်ဖြေရှင်းဖို့ပူးတွဲမဟာဗျူဟာတစ်ခုချမှတ်တင်တယ်လို့ပြောခဲ့ပါတယ်။အာဆစ်ကအီရန်ကိုအထူးတလဲထောက်ခံကြောင်းလည်းပြောဆိုခဲ့ပါတယ်။ကျွန်တော်တို့အီရန်နောက်မှာရပ်တည်ပါတယ်။သူတို့ရဲ့ဂျိုးစီဝါကိုကာဝယ်ဖို့အတွက်နိုင်ငံတကာမှာပါသူတို့ကို ထောက်ခံပါမယ်လို့သူကပြောခဲ့ပါတယ်။ဒါဟာပါကစ္စတန်ကအစ္စရေးကိုနျူကလ িয়ার လက်နက်တွေအသုံးပြုဖို့တကယ်ကိုဆန္ဒရှိနေတယ်လို့ဆိုလိုတာလား။ဖြစ်နိုင်ပါတယ်။သူ့ရဲ့မျိုးသားလွှတ်တော်ကမှတ်ချက်တွေပြီးမကြခင်မှာပဲ အာဆစ်က Twitter မှာပါကစ္စတန်ရဲ့နျူကလ িয়ার မူဝါဒနဲ့ပတ်သက်ပြီးရှင်းလင်းချက်အချို့ပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီရှင်းလင်းချက်ကပါကစ္စတန်ကအီရန်ကိုနျူကလ িয়ার တွေပေးဖို့တကယ်ကြီးရည်နေသလားဆိုတဲ့မေးခွန်းကိုတော့ဖြေဆိုခဲ့တာမရှိခဲ့ပါဘူး။ကဘာကြီးအနေနဲ့အစ္စရေးရဲ့နျူကလ িয়ার ဆွမ်းရည်ကိုတတိထားပြီးစိုးရိမ်တင်ပါတယ်။သူတို့ဟာဘယ်နိုင်ငံတကာနျူကလ িয়ার စီကံချက်ကိုမှမလိုက်နာသလို NPT နျူကလ িয়ার လက်နက်မပြန့်ပွားရေးစာချုပ်ဒါမှမဟုတ် တခြားစီးနောင်မှုဆိုင်ရာသဘောတူညီချက်တွေကိုလက်မှတ်မထိုးထားပါဘူးဆိုပြီးအာဆစ်ရဲ့မှတ်ချက်တွေမှာစတင်ခဲ့ပါတယ်။ဒီနေရာမှာပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကအစ္စရေးမှာနျူကလ িয়ার လက်နက်တွေရှိတယ်လို့ယုံကြည်ပြီးအစ္စရေးကသူ့ရဲ့နျူကလ িয়ার မူဝါဒကိုအများပြည်သူသိအောင်မထုတ်ပြန်ထားတဲ့အတွက်အီရန်ဘောအရာတွေအသုံးပြုနိုင်တယ်ဆိုတဲ့ယူဆချက်တွေလည်းရှိပါတယ်။အာဆစ်ကပါကစ္စတန်ရဲ့လက်နက်တိုက်ဟာသူ့နိုင်ငံသားတွေကိုကာကွယ်ဖို့အတွက်ရည်ရွယ်တယ်လို့ပြောတာကိုသတိထားကြည့်ပါ။ အီရန်ပြည်သူတွေကိုကာကွယ်ဖို့မဟုတ်ဘူးဆိုတဲ့သဘောပါ။ဒါပေမဲ့အာဆစ်ကပါကစ္စတန်မျိုးသားလွှတ်တော်မှာပြောခဲ့တဲ့မှတ်ချက်တွေကိုထည့်သွင်းစဉ်းစားကြည့်ရအောင်ပါ။သူကအစ္စရေးဟာအစ္စလာမစ်ကမ္ဘာတစ်ခုလုံးအတွက်ချိန်ချောက်မှုဖြစ်ပြီးမွတ်စလင်နိုင်ငံတွေဟာအဲ့ဒီချိန်ချောက်မှုတွေကိုစန့်ကျင်ဖို့စီလုံးရမယ်လို့အကြိမ်ကြိမ်ပြောခဲ့ပါဗျ။ဒါကိုဘလို့အထိပ္ပယ်ဖွင့်လို့ရလဲဆိုတော့ပါကစ္စတန်ကအစ္စရေးရဲ့အီရန်ပေါ်ချိမ့်ချောက်မှုမှန်သမျှကိုသူ့နိုင်ငံသားတွေပေါ်ချိမ့်ချောက်မှုတစ်ခုဖြစ်သတ်မှတ်နေပြီလို့ဆိုလိုတာမျိုးလား။ ဘာပဲဖြစ်ဖြစ်အာဆစ်ကအစ္စလာမ်ရဲ့နိုင်ငံတွေတစ်ခုချင်းစီဟာတူညီတဲ့ကံကြမ္မာကိုရင်ဆိုင်ရလိမ့်မယ်လို့တဲတဲကိုပြောခဲ့တာပါ။ဒါကအီရန်ရဲ့အစ္စရေးနဲ့တိုက်ပွဲကို ပါကစ္စတန်ရဲ့တိုက်ပွဲဖြစ်လဲသူမြင်တယ်လို့ဆိုလိုနိုင်ပါတယ်။နောက်ဆုံးအနေနဲ့အာဆစ်ကသူ့ရဲ့ Twitter ပေါ်မှာအနောက်တိုင်းကမ္ဘာဟာအစ္စရေးကနေဖန်တီးနေတဲ့ပဋိပက္ခတွေကိုစိုးရိမ်တင်ပါတယ်။ဒါဟာဒေတာတစ်ခုလုံးနဲ့ဒေတာအပြင်ဘက်ကိုပါလွှမ်းခြုံသွားနိုင်ပြီးရိုင်းဆိုင်တဲ့အစ္စရေးကိုသူတို့ကအားပေးနေတာဟာ ကြောင်းမက်ဖွဲကောင်းတဲ့အကျိုးဆက်တွေဖြစ်လာနိုင်ပါတယ်လို့ဆိုပါတယ်။ဒါတွေကအာဆစ်စီကနေထွက်လာတဲ့ပြင်းထန်တဲ့စကလုံးတွေပါပဲ။ပြီးတော့ဒါတွေကအီရန်မှာပါကစ္စတန်ကနေနျူကလ িয়ার ထောက်ခံမှုရှိတယ်ဆိုတော့ Razor E ရဲ့ပြောဆိုချက်တွေကိုတဲ့တဲ့ကြီးအတီးပြူတာမျိုးမဟုတ်ပေမဲ့တဲ့တဲ့ကြီးငင်းဆိုတာမျိုးလည်းမဟုတ်ပါဘူး။အာဆဖာသူ့စကလုံးတွေကိုတေချာရွေးချယ်ခဲ့တာပါ။အစ္စလာမ်နိုင်ငံတွေအစ္စရေးကိုစန့်ကျင်ဖို့စီးလုံးရမယ်ဆိုတော့သူ့ရဲ့တခြားပြောဆိုချက်တွေနဲ့ရှင်းကြည့်လိုက်တဲ့အခါအာဆဖရဲ့စကားတွေဟာ အစ္စရေးရဲ့အီရန်မှာလုပ်နေတာတွေကိုပါကစ္စတန်ပြည်သူတွေပေါ်ချင်းချောက်မှုဖြစ်သတ်မှတ်လာပြီဆိုရင်နျူကလ িয়ার နဲ့တုံ့ပြန်မှုအသင့်ရှိတယ်ဆိုတဲ့သတိပေးချက်တစ်ခုဖြစ်အမှတ်ယူနိုင်ပါတယ်။ဒါဆိုရင်ပါကစ္စတန်နျူကလ িয়ার လက်နက်ထုတ်သုံးနိုင်မလား။အစ္စရေးမှာရော နျူကလ িয়ার ရှိလား။အခုမေကွန်းကရိုးရှင်းပါတယ်။ပါကစ္စတန်ကသူ့ရဲ့နျူကလ িয়ার လက်နက်တွေကိုသုံးဖို့လိုအပ်လာမလား။ဒီအခြေအနေအားလုံးရဲ့အဓိပ္ပာယ်ကတော့အစ္စရေးစီကနေအလားတူချင်းချောက်မှုတစ်ခုကိုရင်ဆိုင်လာရမှသာ ပါကစ္စတန်ကသူ့ရဲ့နျူကလ িয়ার လက်နက်တွေကိုသုံးလိမ့်မယ်လို့ဆိုတာပါပဲ။တနည်းပြောရရင် အစ္စရေးကအီရန်ကိုနျူကလ িয়ার နဲ့တိုက်ခိုက်ရင်ပါကစ္စတန်ကအီရန်ကိုစားနျူကလ িয়ার နဲ့ပြန်တုံ့ပြန်လိမ့်မယ်ဆိုတာပါပဲ။အခုမေကွန်ကတော့အရင်ကတည်းကရှိခဲ့တဲ့အတိုင်းပါပဲ။အစ္စရေးကနျူကလ িয়ার လက်နက်ကိုပြစ်လွှတ်နိုင်ပါသလား။ပြစ်လွှတ်နိုင်ပါတယ်။ဖြစ်နိုင်ခြေလည်းများပါတယ်။အစ္စရေးဟာနျူကလ িয়ার အပိုင်းမှာရှုပ်ထွေးတဲ့နိုင်ငံတစ်နိုင်ငံမှာလက်နက်ထိန်းချုပ်ရေးအဖွဲ့ ACA ရဲ့အဆိုအရအစ္စရေးမှာနျူကလ িয়ার ထိပ်ဖူး90လောက်ရှိပြီးစုစုပေါင်းနျူကလ িয়ার လက်နက်200လောက်အတွက်ဒုံးကျည်တူလောင်မှုတွေလည်းရှိတယ်လို့ယုံကြည်ရပါတယ်။ဒါပေမဲ့ယုံကြည်ရတယ်ဆိုတဲ့စကားလုံးကိုသတိထားပါ။ဒါဟာမသေးချာမရေရာပဲဘယ်သူမှသေချာမသိပါဘူး။ဒါကပဲအစ္စရေးလိုချင်တဲ့အခြေအနေပါ။ ACA ကအစ္စရေးရဲ့တရားဝင်နျူကလ িয়ার မူဝါဒနျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးဘယ်တော့မှအတည်ပြုခြင်းဒါမှမဟုတ်ငင်းဆိုခြင်းမလုပ်ဘူးလို့မှတ်ချက်ပြုပါရစေ။ နျူကလ িয়ার ချိန်ချောက်မှုဆိုင်ရာအစပြုမှုကအစ္စရေးမှာရှိတယ်လို့ယူဆရတဲ့နျူကလ িয়ার လက်နက်တိုင်းနဲ့ပတ်သက်ပြီးအသေးစိတ်အချက်လက်တွေကိုထပ်မံပေးထားပါတယ်။ ACA ရဲ့ပြောဆိုချက်အတိုင်းအစ္စရေးမှာနျူကလ িয়ার လက်နက်60လောက်ရှိပြီး1960ပြည့်လွန်နှစ်တွေကလေးကနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ခဲ့တာဖြစ်နိုင်တယ်လို့ထပ်မံဖြည့်ဆွတ်ထားပါတယ်။အစ္စရေးဟာနျူကလ িয়ার လက်နက်မပြန့်ပွားရေးစာချုပ် NPT ကိုလည်းလက်မှတ်မထိုးထားပါဘူး။ဒါကလည်းမထူးသန့်ပါဘူး။ NPD ရဲ့ယူရချက်ကနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံတွေအတွက်လက်နက်ဖြတ်သိမ်းဖို့စီးနှောင်မှုတစ်ခုအဖြစ်ဆောင်ရွက်ဖို့ပါ။ Israel ကသူတို့နျူကလ িয়ার လက်နက်ပိုင်ဆိုင်တယ်လို့ဝန်ခံမှာမဟုတ်တော့လက်နက်ဖြတ်သိမ်းဖို့တောင်းဝင်ရှိစေမယ့်စာချုပ်ကိုလည်းလက်မှတ်ထိုးမှာမဟုတ်ပါဘူး။ NDI က Israel ရဲ့နျူကလ িয়ার လက်နက်တိုက်ကဘယ်လိုပုံစံဖြစ်မယ်လို့ခန့်မှန်းထားတာကိုလည်းပုံပုံနဲ့နဲ့စွာတူးဖော်ပြသထားပါရ။နိုင်ငံမှာ Plutonian ပေါင်2448အထိတူလောင်ထားနိုင်ပြီး ဒါဟာနျူကလ িয়ার ထိပ်ဖူး189လုံးကနေ289လုံးထိထုတ်လုပ်ဖို့လုံလောက်တယ်လို့ဆိုပါတယ်။ပြစ်လွတ်နိုင်တဲ့စနစ်တွေလည်းအများကြီးရှိပါတယ်။ Israel ရဲ့ Jericho 3တာလက်ပစ်ပဲ့ထိန်တုံးကြီးတွေဟာမိုင်4038အထိသွားနိုင်တယ်လို့ NDI ကပြောပါတယ်။ဒါကအီရန်ကိုထိမှန်ဖို့လိုရာထပ်ပူပါတယ်။ Israel ကပါကစ္စတန်ကိုပြစ်မှတ်ထားနိုင်တဲ့အကွာအဝေးပါ။ NDI က Israel ဟာ Dolphin 1နဲ့ Dolphin 2အမျိုးအစားရေငုပ်သင်္ဘောတွေကိုလည်းအသုံးပြုနေပြီးအဲ့ဒီရေငုပ်သင်္ဘောတွေဟာနျူကလ িয়ার ထိပ်ဖူးတပ်ဆင်ထားတဲ့ Cruise ဒုံးကြီးတွေကိုပစ်လွတ်နိုင်တယ်လို့ယုံကြည်ကြကြောင်းထပ်မံဖြည့်ဆွတ်ထားပါတယ်။ဒါ့အပြင် Israel ဟာ1989ခုနှစ်လောက်ကတည်းကတောင်အာဖရိကနဲ့ပူးပေါင်းပြီးသူ့ရဲ့နျူကလ িয়ার လက်နက်တွေကိုလေထုထဲမှာစမ်းသပ်ခဲ့တယ်လို့ယုံကြည်ရပါတယ်။ဒါပေမဲ့အဲ့ဒီစမ်းသပ်မှုတွေကို အတိမပြုနိုင်သေးပါဘူး။ဒါက Israel ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးထုံးစံပါပဲ။ ။အစ္စရေးကတော့သူ့ရဲ့နျူကလ িয়ার လက်နက်စွမ်းရည်တွေကိုမသိကျင်အောင်စောင့်နေတဲ့နိုင်ငံတစ်ခုပါ။နျူကလ িয়ার တွေကိုစောင့်ကြည့်ပြီးသတင်းပို့တဲ့အဖွဲ့အစည်းတိုင်းနှီးပါးကအစ္စရေးမှာနျူကလ িয়ার ရှိတယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့အစ္စရေးကဘလို့မှအတည်မပြုပါဘူး။သူတို့ရဲ့နျူကလ িয়ার လက်နက်တိုက်ကိုလျှို့ဝှက်ထားကြတာကရုတ်တရက်တိုက်ခိုက်မှုတစ်ခုလှုံ့ဆော်နိုင်ဖို့လမ်းဖွင့်ပေးထားလို့ပါပဲ။ဒါကိုကာကွယ်ရေးနီလန်တို့ခုလိုလဲရှုမြင်နိုင်ပါတယ်။ဥပမာမနက်ဖြန်မှာပါကစ္စတန်ကအီရန်ကိုကာကွယ်ရင် အစ္စရေးကိုနျူကလ িয়ার နဲ့တိုက်ခိုက်ခဲ့တယ်ဆိုပါလို့အစ္စရေးကတော့ဆယ်စုနှစ်များစွာကြာနျူကလ িয়ার ပိုင်ဆိုင်မှုကိုငြင်းဆန်ခဲ့တဲ့အတွက်သူတို့ကိုနျူကလ িয়ার နိုင်ငံတနိုင်ငံကတိုက်ခိုက်ပြီးအစ္စရေးကတော့ကိုယ့်ကိုယ်ကိုမကာကွယ်နိုင်ဘူးဆိုတော့အခိုင်အမာပြောဆိုချက်တွေနဲ့ကဘာကြီးကိုအကူအညီတောင်းနိုင်ပါတယ်ကဘာကတော့အစ္စရေးရဲ့မကာကွယ်နိုင်ဘူးဆိုတော့ပြောဆိုချက်တွေကိုသိပ်ယုံဖို့မဖြစ်နိုင်ပါဘူးဒါပေမဲ့အစ္စရေးရဲ့မဟာမိတ်တွေအထူးသဖြင့် American ပြည်ထောင်စုကတော့ Israel ကိုကူညီဖို့အတွက်ရှောင်လွှဲနိုင်မှာမဟုတ်ပါဘူး ပါကစ္စတန်ကရောဘယ်လိုလဲ AMS Control Association ACA ကပါကစ္စတန်မှာနျူကလ িয়ার လက်နက်190ရှိတယ်လို့ဆိုပါတယ်။ဒါဟာအိန္ဒိယရဲ့နျူကလ িয়ার လက်နက်အရေအတွက်ထက်နှစ်ခုပဲညွန်နေပါတယ်။ Israel လိုပဲပါကစ္စတန်ကလည်း NPT ကိုလက်မှတ်မထိုးထားပါဘူး။သူတို့သာဆန္ဒရှိရင်ဘယ်ချိန်မှဆိုနျူကလ িয়ার စီစဉ်ကို တိုးချဲ့ပြီးထိပ်ဖူးတွေပုံမထုတ်လုပ်နိုင်ပါတယ်။ပါကစ္စတန်ဟာ1998ခုနှစ်မှာနျူကလ িয়ার လက်နက်ကိုတရားဝင်စမ်းသပ်တဲ့ တတ္တမမြောက်နိုင်ငံဖြစ်လာခဲ့ပြီးကမ္ဘာစထမအကြီးဆုံးနျူကလ িয়ার လက်နက်တူလောင်မှုရှိတယ်လို့ဆိုပါတယ်။2025ခုနှစ်ရောက်ရင်ကျွမ်းကျင်သူတွေကခံမှန်းထားတာကတော့ပါကစ္စတန်မှာ220ကနေ250ကြားရှိလာနိုင်တယ်လို့ဆိုပါတယ်။ပါကစ္စတန်မှာသူ့ရဲ့နျူကလ িয়ার တွေကိုအသုံးပြုဖို့ရွေးချယ်စရာတွေအများကြီးရှိပါတယ်။ပါကစ္စတန်ကအခုလက်ရှိမှာပြစ်လွတ်နိုင်တဲ့နျူကလ িয়ার နှစ်မျိုးရှိတယ်လို့ဆိုပါတယ်။၄ချောင်းကနေဆိုရင်ပါကစ္စတန်ကသူ့ရဲ့ F-16X Mirage 3နဲ့ Mirage 5လေယာဉ်တွေကိုအသုံးပြုပြီး Nuclear Cruise တုံးကြီးတွေပြည့်လွှတ်နိုင်ပါတယ်။မြေပြင်ခြေဆိုင်ပယ်ဒိန်းတုံးကြီးတရနှလုံးရှိပြီး ICBM တွေဖြစ်တဲ့ Shaheen 3လိုမျိုးတုံးကြီးတွေကိုလည်းထုတ်လုပ်နေပါတယ်။ Shaheen 3ဟာမိုင်1900လောက်ထိပြည့်ခတ်နိုင်မှာဖြစ်ပြီးဒါကပါကစ္စတန်ကနေ Israel ကိုတိုက်ရိုက်ထိဖို့တော့မလုံလောက်သေးပါဘူး။ဒါပေမဲ့ပါကစ္စတန်ကသူ့ဒုံးကျည်အချုပ်ကိုအီရန်စီပို့လိုက်မယ်ဆိုရင်တော့အကွာအဝေးပြဿနာကအသိမကြီးတော့ပါဘူး။ နောက်ဆုံးအနေနဲ့ပါကစ္စတန်ဟာမကြခင်ပင်လယ်ကနေနျူကလ িয়ার ထိပ်ဖူးတွေပစ်လွှတ်နိုင်တော့မယ့်အလားအလာရှိပြီးဘာဘာ3ဒုံးကြီးကိုစမ်းသပ်နေပါတယ်အခုဆိုရင်အစ္စရေးပါကစ္စတန်မှာနျူကလ িয়ার လမ်းကြောင်းကိုလိုက်သွားမယ်ဆိုရင် တနိုင်ငံနဲ့တနိုင်ငံအီရန်ကိုပါအကြီးအကျယ်ထိခိုက်ပျက်စီးအောင်လုပ်နိုင်တယ်ဆိုတာကရှင်းနေပါပြီကျွန်တော်တို့ရဲ့နောက်ဆုံးမေးခွန်းကရိုးရှင်းပါတယ်သူတို့တကယ်လောက်ကြတော့မလားအစ္စရေးအတွက်ကတော့အဖြေကရိုးရှင်းပါတယ်သူတို့ရဲ့နျူကလ িয়ার လက်နက်တည်ရှိမှုကိုအတိမပြုခြင်းဟာ လုံးဝမလိုအပ်ဘူးလို့မယုံကြည်မချင်းထိတ်ဖူးတွေကိုပြစ်လွှတ်မှာမဟုတ်ဘူးလို့ဆိုလိုတာပါသူတို့ကဒီလျှို့ဝှက်ချက်ကို မဖော်ထုတ်ချင်ပုံမရပါဘူးအီရန်ကိုထောက်ခံတဲ့အနေနဲ့ပါကစ္စတန်ကနျူကလ িয়ার လက်နက်တွေသုံးလာမလားဆိုတာကတော့နှစ်နိုင်ငံကြားကဆက်ဆံရေးဘလောက်နှက်ဆိုင်လဲဆိုတာပေါ်မှာပဲမူတည်ပါတယ်အာဆစ်ကအစ္စလာမ်နိုင်ငံအလုံးအစ္စရေးကိုရင်ဆိုင်ဖို့စီလုံးတင်တယ်လို့ပြောခဲ့ပေမဲ့တကယ်တမ်းမှာအီရန်နဲ့ပါကစ္စတန်တို့ရဲ့ဆက်ဆံရေးမှာပဋိပက္ခတွေရှိပါတယ်။ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့18လလောက်ကမှအီရန်နဲ့ပါကစ္စတန်တို့တအူးကိုတအူးတိုက်ခိုက်နေကြတာပါ။2024ခုနှစ်ဇန်နဝါရီလက CNN ကဒီအပြန်အလှန်တိုက်ခိုက်မှုတွေအကြောင်းဖော်ပြခဲ့ပါတယ်။2024ခုနှစ်အစောပိုင်းကအီရန်ကပါကစ္စတန်ရဲ့ဘာလော့စတန်ပြည်နယ်ကိုတိုက်ခိုက်ခဲ့လို့ကလေးနှစ်ဦးသေဆုံးပြီးတခြားသူတွေဒဏ်ရာရခဲ့ပါတယ်။ပါကစ္စတန်ကဒေါသထွက်ပြီးဒါဟာနိုင်ငံတကာဥပဒေနဲ့နှစ်နိုင်ငံဆက်ဆံရေးကိုပြင်းထန်စွာချိုးဖောက်တာလို့ပြောခဲ့ပါတယ်။ အီရန်ရဲ့တိုက်ခိုက်ပြီးနှစ်ရက်ကြာမှာပါကစ္စတန်ကအီရန်နယ်မြေထဲကတန်တရားရှိတဲ့စစ်သွေးကြွတွေကိုပြန်တိုက်ခိုက်ခဲ့ပြီးလူ၁၀ဦးသေဆုံးခဲ့ပါတယ်။ဒီနောက်ပိုင်းမှာတော့နှစ်နိုင်ငံကြားတင်းမာမှုတွေရော့ကျသွားပြီးတန်တမန်ဆက်ဆံရေးကိုပြန်လည်တည်ဆောက်နေခဲ့ပါတယ်။ဒါပေမဲ့အီရန်နဲ့ပါကစ္စတန်ကြားပြည်ပခါဟာလုံးဝမပြေလည်သေးဘူးဆိုတဲ့လက္ခဏာတွေရှိနေတော့မှာပဲ။နှစ်ဦးစလုံးကတစ်ဖက်နိုင်ငံဟာသူ့နယ်စပ်တွင်မှာစစ်သွေးကြွတွေကိုလက်ခံထားတယ်လို့ယုံကြည်နေကြပါပြီ။ ဒီတင်းမာမှုက အစ္စရေးကိုစန့်ကျင်တဲ့မဟာမိတ်ဖွဲ့စည်းမှုကိုတော့ပြတ်ပြားသွားစေနိုင်ပါတယ်။အဲ့ဒီနျူကလ িয়ার ပူးပေါင်းဆောင်ရွက်မှုဆိုတာကတော့အစကတည်းကပြတ်သုံးသွားပြီဖြစ်ပါတယ်။ The New Indian Express ရဲ့ဖော်ပြချက်အရပါကစ္စတန်ရဲ့နိုင်ငံသားရေးဝင်ကြီးနဲ့ဒုတိယဝင်ကြီးချုပ်ဖြစ်တဲ့အီရှက်တာကပါကစ္စတန်ဟာအီရန်ကိုနျူကလ িয়ার လက်နက်တွေပေးတော့မယ်ဆိုတဲ့ပြောဆိုချက်တွေကိုသူ့နိုင်ငံပါလီမန်ရှေ့မှာပြစ်တင်ရှုတ်ချခဲ့ပါတယ်။လူမှုမီဒီယာမှာအီရန်ဗိုလ်ချုပ်တဦးက အစ္စရေးကအီရန်ကိုနျူကလ িয়ার နဲ့တိုက်ခိုက်ရင်ပါကစ္စတန်ကအစ္စရေးကိုနျူကလ িয়ার လက်နက်နဲ့ပြန်တိုက်ခိုက်လိမ့်မယ်လို့ပြောတာကိုကိုးကားထားတဲ့ဗီဒီယိုတစ်ခုရှိပါတယ်။ဒါကတာဝန်မဲ့ပြီးမှားရွေးတဲ့သတင်းပါလို့ဒါကပြောခဲ့ပါတယ်။ဒါကြောင့်အီရန်ဟာပါကစ္စတန်စီကနေနျူကလ িয়ার လက်နက်တွေရရှိတော့မှာမဟုတ်ဘူးလို့ထင်ရပါတယ်။ဒါပေမဲ့ပါကစ္စတန်ကတော့ဒီပဋိပက္ခတွေကိုရည်ရွယ်သည်ဖြစ်စေမရည်ရွယ်သည်ဖြစ်စေပါဝင်ပတ်သက်လာခဲ့ပါပြီ။အခုတော့သူတို့ကအစ္စရေးနဲ့ကဘာကြီးကိုရှင်းရှင်းလင်းလင်းပြောချင်တာကတော့ အီရန်နဲ့အစ္စရေးကြားဖြစ်ပွားနေတဲ့စစ်ပွဲကတခြားနိုင်ငံတွေကိုကူးစက်လာရင်ကိုကိုကိုကာဝယ်နိုင်တယ်ဆိုတဲ့စွမ်းအားရှိတယ်ဆိုတာပါပဲပါကစ္စတန်ကအီရန်နဲ့တကယ်သာပူးပေါင်းပြီးနျူကလ িয়ার လက်နက်တွေပေးလိုက်မယ်ဆိုရင်တော့ဒါဟာအစ္စရေးအတွက်အဆိုးဆုံးအခြေအနေဖြစ်နိုင်ပါတယ်အစ္စရေးအီရန်နဲ့ကမ္ဘာကြီးကိုပါထိခိုက်နိုင်တဲ့တခြားအခြေအနေတွေလည်းရှိနိုင်ပါသေးတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ